င်္ဂလာပါ Artifan နဲ့ကြိုဆိုပါတယ်အဲကျွန်တော်နာမည်ကတော့ခညာစီသူဖြစ်ပါတယ်ကျွန်တော်က Senior Graphic Designer 3D Designer နဲ့ Illustrator တယောက်ဖြစ်ပါတယ်ဒီနေ့ဒီဗီဒီယိုမှာ Freelance Graphic Designer ဆက်လုပ်တဲ့သူတွေအများဆုံးမှားတတ်တဲ့အမှားတွေကိုကျွန်တော်ဒီဗီဒီယိုမှာပြပြပေးသားမှာဖြစ်ပါတယ်ဆိုတော့ဆက်လိုက်အောင်အဲကျွန်တော်တို့ freelance designer ဆောက်လုပ်ပြီဆိုလို့ရှိရင်အများစုက ကိုယ့်ရဲ့ design fees တွေကိုအရန ဈေးနှဲပြီးတော့ရှူရကြတယ်ပေါ့နော်အဲ့တော့ကိုထင်တာကတော့ကိုကဈေးနှဲလိုက်လို့ရှင်လုပ်တွေပိုရမယ်လို့ကိုကထင်တာတကယ်တမ်းကအဲ့ဒီຢာကမှားပါတယ်အဲဘာလို့မှားတယ်လဲဆိုလို့ရှင်ကိုကဈေးရှော့ယူလိုက်တဲ့အတွက် ကိုရဲ့တန်ဖိုးသည်ကျသွားပါတယ်ပြီးလို့ရှင်ကိုကဈေးနှဲပြီးယူလိုက်တဲ့အခါမှာဈေးနှဲခြင်းရဲ့နောက်ကွယ်မှာကိုရဲ့ဒီဇိုင်းတွေကကောင်းမှာမလားပေါ့နော် ပြီးလို့ရှင်ကိုကအမြဲတမ်းဈေးပေါပေါနဲ့လုပ်နေတဲ့ဒီဇိုင်နာတယောက်လည်းဖြစ်သွားနိုင်ပါတယ် ဆိုတော့အဲ့ဒီຢာကတတိပြုဖို့လိုပါတယ်အဲ့တော့ကိုကဈေးယူတဲ့အခါမှာကိုရဲ့ကြမ်းကျင်မှုကိုရဲ့အတွေ့အကြုံပြီးလို့ရှိရင်တခြားအပြင်မှာဆိုလို့ရှိရင်ရောဒီဒီဇိုင်းတွေကိုဈေးဘယ်လိုယူနေလဲပေါ့နော်ကိုကတခြားစုံစမ်းပြီးမှဈေးကိုချိန်ပြီးရယူသင့်ပါတယ်အရန်လည်းမနှဲနဲ့အရန်လည်းမများနဲ့ပေါ့နော်ကျွန်တော်တို့ဒီဇိုင်းတွေအလုပ်တွေစပြီးလက်ခံတဲ့အခါမှာ contrast ပေါ့နော်ဒီစာချုပ်ထုတ်ဖို့လိုပါတယ်စာချုပ်နဲ့မလုပ်ချင်ဘူးဆိုလို့ရှင်လဲကျွန်တော်တို့မှာဒီ invoice ပေါ့နော် invoice ရှိမယ်အဲ့တော့အဲ့ဒီ invoice ထဲမှာကိုယ့်ရဲ့ terms and condition တွေကိုတခါလေထည့်ပြီးရေးထားဖို့လိုပါတယ်အဲ့တော့ terms and condition ထဲမှာဘာတွေထည့်ရေးရမလဲဆိုရင်အဓိကအရေးကြီးတဲ့အချက်ကတော့ကိုယ်ဒီအလုပ်လက်ခံတဲ့အခါမှာစာရန်ယူတယ်ဆိုတာကိုထည့်ပြီးတော့ရှိရပါမယ်တော်တော်များများ freelance ဆောက်လုပ်တဲ့သူတွေဒီအဲ့လိုစာရန်မယူတတ်ဘူးပေါ့နော်အဲ့ဒါကမှားပါတယ်အဲ့တော့ကိုကစာရန်ယူပြီးတော့အလုပ်လုပ်ဖို့လိုပါတယ်အကြောင်းအမျိုးမျိုးကြောင့်မလို့ဒီ project ကဂျာထဲမှာ cancel သွားတယ်ဆိုလို့ရှိရင်လည်းကိုကစာရန်ယူထားတာပြတော့ကိုအတွက်ကပြီးသားဖြစ်တယ်ပေါ့နော်ပြီးသွားရင်နောက်တစ်ချက်ဒီ ီရှင်ထိုင်းပေါ့နော်အနှချင်းပြန်လဲပြင်ဆင်ခွင့်ရှိမယ်ဆိုတာကိုတခါလေး invoice ထဲမှာထည့်ပြီးထားဖို့လိုပါတယ်အဲ့ဒီအချိန်ကြီးတက်ကြော်သွားမယ်ဆိုရင်တော့ထပ်ပြီးတော့ extra charges တွေရှိမယ်ဆိုတာကိုလည်းထည့်ပြီးထားဖို့လိုပါတယ်ဒါဆိုရင်ကိုကအချိန်ကြီးအများကြီးပြန်ပြင်ရတဲ့ဟာကိုအခမဲ့လုပ်ပေးစရာမလိုတော့ဘူးပေါ့နော်ဒီဟာလေးတွေကိုလည်းအတိထားဖို့လိုအပ်ပါတယ် ဒီချက်ကကြတော့ဗာလဲဆိုတော့ကျွန်တော်တို့တခါတလေမှာ client နေရှိတတ်တယ်ဘယ်လို client နေလဲဆိုလို့ရှိရင်အခုတော့အဆန်မရှိသေးဘူးလှုပ်ပြီးမှအဆန်ပေးမယ်လို့ပြီးတော့ရင် ပုံမှန်လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ project ကတပတ်၁၀ရက်လောက်ကြာမယ့်ဟာမျိုးကိုတရက်၂ရက်ထဲနေလို့၂ရက်၃ရက်ထဲနေအပြီးလို့ရှင်နေလို့နော်ဒါမျိုးတွေရှိတတ်တယ်ပြီးလို့ရှိရင်ခုပေါ်မှာစကားပြောတဲ့ခါမှာရိုင်းနေလေးစားမှုမရှိဘူးဒါမျိုး client နေဆိုလို့ရှိရင်ကိုဒီ no လို့ပြောရဲဖို့လိုအပ်တယ်ပေါ့နော်ကိုရဲ့အချိန်နဲ့စိတ်ပိုင်းဆိုင်ရာကို ကြည့်ကြရစေမယ့် client မျိုးတွေဆိုလို့ရှိရင်ကိုကလို့လို့ညင်းရဖို့လိုအပ်ပါတယ်ကျွန်တော်တို့ freelance graphic designer စလုပ်ပြီဆိုလို့ရှိရင်ကိုတယောက်တည်းရပဲအကြောင်းစီ marketing သမား page admin project owner designer ပေါ့နော်အားလုံးကိုကိုတယောက်တည်းပဲလုပ်အောင်ပါဘို့ဆိုတော့ကိုက graphic designer တယောက်လို့သတ်မှတ်ထားတဲ့အပြင်ကိုမှကိုပိုင်စီဝိုင်းတစ်ခုလုံးနေတယ်သူတယောက်အနေနဲ့လဲကိုကကို သတ်မှတ်ထားဖို့လိုအပ်ပါတယ်။ကိုဒီဒီ financial ဘိုင်းတွေကိုလည်းတခြားလေးစီမံခန့်ခွဲဖို့လိုအပ်တယ်ပေါ့နော်။ကိုရဲ့ income နေသုံးစရိတ်တွေပေါ့နော်။စသဖြင့်ပေါ့။ဤသွားရင်ကိုက marketing ဘိုင်းကိုလည်းအချိန်ပေးဖို့လိုပါတယ်။ကိုရဲ့ personal brand နဲ့ marketing ဘိုင်းကိုလည်းအချိန်ပေးဖို့လိုအပ်ပါတယ်။ကျွန်တော်တို့ freelancer အစလုပ်ပြီဆိုလို့ရှိရင်တချို့ကဒီ24နာရီဝန်ဆောင်မှုပေးတဲ့ပုံစံမျိုးနဲ့ထုတ်ကြတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်အကြံပေးတာကတော့ကိုယ့်ရဲ့အလုပ်ချိန်နဲ့ကိုယ့်ရဲ့နားတဲ့အချိန်ကိုခွဲခြားထားဖို့လိုအပ်ပါတယ် ကျွန်တော်တို့ကလှုပ်လှုပ်တယ်ဆိုတာကအချိန်ကြီးအကြာကြီးအမြင်ရလို့သွားမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ကနားဖို့အချိန်ဆိုတာလိုအပ်ပါတယ်ဒီည7:00နာရီလောက်ကျမှ client ကလိုကိစ္စစကားပြောချင်လို့ဒီဟာလေးကိုပြီးတော့ထုတ်ပေးပါအောင်လို့ပေါ့နော်ဒါမျိုးတွေလည်းကြုံရနိုင်ပါတယ်ကိုနဲ့အရန်ခင်မင်ရင်းနှီးနေတဲ့သူတွေဆိုရင်တော့အမျိုးပေါ့နော်အဲ့လိုမဟုတ်ဘူးဆိုရင်တော့ကိုကတခါတည်းညင်းတက်ဖို့လိုအပ်ပါတယ်ကိုရဲ့အလုပ်ရှင်ဝင်လဲကြိုပြီးတော့ပြောထားပါတော့ကိုကမနက်9:00နာရီကနေပြီးမှညနေ9:00နာရီထိပြီးရင်တနင်္လာနေ့တောက်ကြတာမှဝင်လဲတနင်္လာနေ့ပြီးမှတနေ့ထိပေါ့နော် အဲ့လိုမျိုးကိုယ့်ရဲ့အလုပ်ချိန်ကိုအချာလေးသတ်မှတ်ထားဖို့လိုအပ်ပါတယ်ဒီဗီဒီယိုလေးကိုညီကုန်းချုပ်အောင်မယ်ဆိုလို့ရှိရင်တော့ freelancer သမားတယောက်ဆိုတာကလုပ်သမားမဟုတ်ပါဘူးကိုပိုင် own brand ကိုပိုင်စီးပွားရေးကိုလုပ်နေတဲ့သူမျိုးဖြစ်ပါတယ်အဲကျွန်တော်အခုပြောသွားတဲ့အချက်၅ချက်ကိုတေချာ handle လုပ်နိုင်မယ်ဆိုလို့ရှိရင်ကိုဒီထိုင်မာတဲ့ freelancer သမားတယောက်အနေနဲ့ရပ်တည်နိုင်မှာဖြစ်ပါတယ်ဆိုတော့အဲကျွန်တော်ဒီနေ့ပြောသွားတဲ့အချက်၅ချက်တည်းရမှာတင်ရောဘယ်အမားတွေကိုမကြာခဏထုတ်တယ်လဲ comment မှာကြည့်တော့လို့ရပါတယ် ဆိုတော့နောက်နေ့မှတွေ့ရပါဘော